အင်္ဂလာပါရှင်ဒေါက်တာဆုရဲ့ Hatchery Channel မှာဖြစ်ပါတယ်။အာဒီနေ့ကျမပြောပြချင်တဲ့အကြောင်းအရာကတော့အာပြည်သူတွေသိပြီးတော့ awareness မရှိသေးကြတဲ့ယောဂတစ်ခုဒီအကြောင်းပြောပြချင်ပါတယ်။အဲ့ဒါကတော့ဗာလဲဆိုဟိုမုန်းပါ။ဟော်မုန်းလို့ပြောလိုက်ရင်တော့ဟော်မုန်းဟော်မုန်းလူတိုင်းသိကြပါတယ်ကြားမှုရဲ့စလုံးဖြစ်တယ်ဒါပေမဲ့ဟော်မုန်းနဲ့ပတ်သက်တဲ့ယောဂါတွေကိုကြာတော့နည်းနည်း awareness နဲ့နေနေတည်တယ်ပေါ့နော်အသေးယောဂါဆိုအသေးယောဂါသိကြတယ်နှလုံးယောဂါသိကြတယ်ကြောက်ကဲ့ယောဂါ သွေးတို့ဆီဂျိုတိချရတယ်ဒါပေမဲ့ဟော်မုန်းဆိုတာကလည်းတော်တော်လေးကိုရှင်ခန္ဓာကိုယ်မှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်တယ်အမ်အရေးကြီးတဲ့ control အနေနဲ့ပါတာပေါ့နော်အသေးကလည်းအသေးအနေနဲ့ရှိတယ်ကြောက်နှလုံးကလည်းနှလုံးအနေနဲ့ရှိတယ်ဒါပေမဲ့ကျမတို့ခန္ဓာကိုယ်မှာရှိရဲ့ function တွေပေါ့နော် function တွေသူကတော့ functionally ဖြစ်သွားတာပေါ့လုံတုတ်ကန်းဆောင်တာတွေကိုမမတကန်လုံနိုင်မှုအတွက်ကိုဟော်မုန်းတွေကထိန်းချုပ်ပြီးနေဟော်မုန်းရဲ့ဘဟုထိန်းချုပ်တဲ့ center ကကျမတို့ဥကောင်းတွေမှာရှိတယ် hypothalamic pituitary ပေါ့နော်အဲ့ glands တွေအားဒီအကောင်ထဲမှာရှိရဲအဲ့ထဲကနေမှတခါ तू က hormone တွေကိုခဏကိုအနှံ့အောင်နှိမ်ချုပ်ပြီးရဲတော့ hormone ဆိုတာဘာတွေလဲပေါ့နော်ရှိရဲအများကြီးရှိရဲဒါပေမဲ့အစားဒီတစ်ခုချင်းပြောပြမယ်ဆိုလို့ရှိရင်ဒီမှာဒီ level မှာ level ကြီးရောက thyroid တည်ရဲနော်အဲ့ဆို thyroid hormone thyroid hormone ဆိုတာနဲ့ normal အားဖြင့်လူတိုင်းမှာရှိရဲကျမတို့ခုလိုမျိုးစကားပြောနေရဲပုံမှန်အတန်နဲ့ပြောနိုင်မှုပုံမှန်နေထားနဲ့နေထိုင်မှုဒီ hormone တွေက balance ဖြစ်နေရတယ် ကဲလို့ thyroid hormone တွေနှေးွားတယ်များသွားတယ်ဆိုရင်ပြဿနာတွေများရှိရမှာเนาะအဲ့တော့ thyroid hormone များတဲ့လူတွေ hyperthyroid မှာဆိုရင်မျိုးသမီးတွေဖြစ်များတယ်အဲ့ဘာဖြစ်လဲဆိုတော့သူကခနာမငြိမ်ဘူး restless ဖြစ်နေငြိမ်ဟိုသူကအိမ်ကြီးမြခနာမငြိမ်လှုပ်ရှားလို့တခုဆိုပြက်ကနေဖက်ကနေပေါ့เนาะအဲ့လိုမျိုးတွေဖြစ်နေတယ်အရန်ပူတတ်တယ်အပူမခံနိုင်ရန်အိုက်နေတာပဲလူကြတော့လည်းပိန်နေအစားတွေကလည်းရန်စားတယ်ပိန်နေပေါ့เนาะအဲ့ပြီးတော့ရှေ့ဟိုပေါ့အမ် အမျိုးသမီးရေဆိုတော့ရာသီရေပိုင်းမမှန်ဘူးပေါ့နော်အဲ့လိုမျိုးနေဖြစ်လာတယ်အဲ့ဒါက hyper thyroid ပေါ့နော် hypo thyroid ကြတော့သူကဝလာတယ်သူကကြာငြိမ့်နေတယ်ငြိမ့်နေတာမှနည်းနည်းလူကပုံမှန်ငကိုနေထားနေပြီးတော့ခတ်တုံးတုံးဖြစ်လာတဲ့လိုမျိုးပေါ့နော်အမ် သူကဟိုတိတ်ပြီးတော့မပြောတော့မဆိုတော့ငြိမ်နေတယ်သူကအေးမခံနိုင်ဘူးယာဒီရတော့နားလို့မမှန်ဘူးမျိုးသမီးဆိုရင်တော့လက်သူ့လက်တွေကိုကိုင်းကြည့်လို့ရှိရင်သူ့လက်တွေကဆူဆူအေးအေးနဲ့အမျိုးရှိတယ်အတူတောင်နားထောင်ရင်အတန်ကြီးရဟိုအေးအေးကြီးဖြစ်နေတယ် hostness of voice လို့ခေါ်တဲ့အမျိုးရှိအောင်နော်ဆိုတော့ high rate hormone အနည်းများမှာဒါခန္ဓာကိုယ်ကခံစားလာအမိ symptom တွေကိုသိနိုင်တယ် နောက်တစ်ခါကျတော့ခန္ဓာကိုယ်မှာ growth hormone လို့ခေါ်ရဲကြီးထွားတတ် hormone အဲကလေးတွေမှာတော့အဲ growth hormone ဆိုတာကရှိရတယ်ကြီးထွားလာဖို့เนาะဒါပေမဲ့လူကြီးတွေမှာတစ်ခါလေးကြာရင်ယောဂါကြောင့်ဒီကုန်းလောက်ထဲမှာ pituitary လို့ခေါ်တဲ့ဒီ hormone ထိန်းချုပ်တဲ့ center လေးတစ်ခုမှာသူကအလုံးကျိတ်ဖြစ်လာတာအနေစပြီးတော့အဲ growth hormone တွေအများကြီးထွက်လာလို့ရှိရင်သူကသူကအသက်30လောက်ဆိုရင်ထားပါတော့ဒီဖနှက်ဆိုင်ကဟလာ30ဖနှက်ဆိုင်က38ဆို38ပေါ့ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့သူကခြေလက်တွေကြီးလာ ခြေပွားလက်ပွားကြီးကြီးလာလူကလည်းငကို၅ပေထားပါတော့ယောက်ျားကျောက်က၅ပေ၆လက်မလောက်တက်လဲ30လောက်ရှိပြီဆိုတာအရကြီးထက်ရှည်လာစရာမဟုတ်ဘူးအဲ့မဲ့အဲ့ဒီယောဂဖြစ်လို့ရုပ်တရက်ရက်ကြီးရရှိလာသူများတက်ကောင်းတလုံးနှလုံးလောက်ပူရှိသွားရက်နော်ခုနှစ်ပေနီးပါး၆ပေခွဲ ခွန်ပိနီးပါးရလို့ဖြစ်ကြီးရဖြစ်သွားအဲ့တော့အဲ့ဒါကို acromegaly လို့ခေါ်တယ်မြန်မာပြည်မှာလည်းတွေ့ရဘူးလေဟိုတလောတော့တက်ပုတ်နေနေအောင်တက်လာတယ်လို့ငယ်ဆယ်နှစ်ဝင်ကြရပါတော့အဲ့ဒါဒါလည်းဟော်မုန်းဓာတ်များတွေယောဂ growth hormone လို့ခေါ်ရကြီးထွားဟော်မုန်းများတွေယောဂလို့နောက်တစ်ခုကကြတော့အဲ ် acution syndrome အဲ့ဒါကြောင့်လည်းမျိုးသမီးတွေမှာဖြစ်များတယ်အဲ့ဒါကြောင့်တော့သူက steroid လို့ခေါ်တဲ့ diet တွေပေါ့နော် hate diet တွေများတော့အဲ့ဒါဖြစ်လဲဆိုရင်ခုနလိုပဲရာသီမှန်းတာတွေဖြစ်တယ်အယိုးပွားတယ်လှော်ဝလာတယ်ခုပိုးကြီးတက်လာတယ်ဗိုက်ကြီးဖောင်းလာတယ်နော်ပြီးလို့ရှိရင်ညနာမှာဆိုရင် အမျက်နှာမှာဆိုရင်တို့ဘာခေါ်လဲဝက်ချန်လေးထွက်လာတယ်ပြီးတော့အရှည်ပြားပပလေးဖြစ်တယ်ပေါ့နော်အရှည်ပြားတွေကလည်းအလိုမျိုးဖြစ်တယ်ပြီးတော့ infection တွေရောဂါပိုးဝင်တာတွေလည်းခဏခဏဖြစ်တယ်ပေါ့နော်သွေးတိုးတယ်နော်ရာသီမမှန်ဘူးအဲ့လိုမျိုးဝဝကြီးဖြစ်လာတယ်သူကလည်းငြိမ်ငြိမ်ပဲဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးတွေဆိုရင်ဒါ cortisol လို့ခေါ်တဲ့ steroid hormone လို့ခေါ်တဲ့ဓာတ်တွေနဲ့ပတ်သက်တဲ့ cushing syndrome cushing disease အဲ့လိုမျိုးတွေနဲ့ဖြစ်နိုင်တယ်ဒါလည်း hormone နဲ့ပတ်သက်တဲ့ရောဂါတစ်ခုပေါ့နော် ။နောက်တစ်ခုကကြတော့အဲလူတွေအတိများတဲ့စီချိုစီချိုဆိုရင်စီချိုအကြောင်းလို့သိရပြီဒါပေမဲ့စီချိုတွေလည်းဟော်မုန်းနဲ့ပတ်သက်လို့ပတ်သက်မှုရှိတယ်။အင်ဆူလင်လို့ခေါ်တဲ့ဟော်မုန်းတစ်ခုရှိတယ်။အင်ဆူလင်ဟော်မုန်းကအမ်သူ့ရဲ့ဟို သဘောကစီးကျုံမဖြစ်အောင်အတွက်ပေါ့နော်လူတယောက်ရဲ့သွေးထဲမှာရှိရဲတကြားဓာတ်တွေအချိုဓာတ်တွေကိုသူကထိမ့်ညှိပြီးရဲဒါပေမဲ့ insulin hormone abnormal ဖြစ်လာတဲ့အခါကျရင်သူနည်းနေရမျိုးဒါမှမဟုတ်သူရှိရတာနဲ့သူ့ကို cell တွေက sensitive ဖြစ်တော့တဲ့အခါမျိုးမှာစီးကျုံဖြစ်လာတယ်အဲ့ဆိုစီးကျို့ဆိုတာလေဒါဟော်မုန်းနဲ့ဆက်ဆက်နေရပဲပေါ့နော်အင်ဆူလင်ဟော်မုန်းဒါတော့ကြားမှုတွေသိကြပါတယ်အဲ့လိုဆက်ဆက်မှုရှိတယ်ပေါ့နော်အဲ့တော့စီးကျို့ဆိုတာလူတွေသိနေကြတာပဲဒါပေမဲ့စီးကျို့တည်းရဲ့ဟော်မုန်းနဲ့ဆက်ဆက်မှုရှိတဲ့ယောဂတစ်ခုဖြစ်တယ်ပေါ့နော်အင်ဆူလင်ဟော်မုန်းနဲ့ဆက်ဆက်မှုရှိတယ်အဲ့နော် က်တစ်ခုအကြတော့မြို့သမီးတွေမှာပေါ့နော်ဘယ်လိုဟိုမုံနေရှိသေးလဲဆိုရင်ဒီကျမတို့ယာတီလာဖို့အတွက်ပေါ့နော်ယာတီလာဖို့အတွက်သူကအီစထရိုဂျင်တို့ပရိုဂျက်စတရောလ်တို့အဲ့ဟိုမုံနေအဲ့ဟိုမုံနေရလေခုနဟိုအပေါ်ဥကောင်းတွေကနေပြီးတော့နော်ဟိုက်ပိုသလမတ်စ်တို့ပီဂျူထရီတို့ခေါ်တဲ့ဥမောင်းတွေကနေဘဟုစင်တာတွေကလည်းထိန်းချုပ်တယ်နောက်ပြီးတော့ကျမတို့ရဲ့ overview တို့ပေါ့နော်တာဥအိမ်တို့တအိမ်တို့အဲ့ဒီမှာနေတခါ effect တွေဖြစ်ပြီးတော့ရာသီလာတဲ့ခါမှာလည်း FSH LH estrogen progesterone ဆိုတဲ့ hormone တွေအသာရှိပါတဲ့ကဏ္ဍအပိုင်းအဲ့တော့အဲ့ hormone imbalance ဖြစ်တဲ့မျိုးသမီးရေမှာယာတိမမှန်တာမျိုးယာတိရေအရှမ်းလာအများကြီးလာနေတာမျိုးအဲ့လိုမျိုးပြောင်းလဲမှုတွေရှိတတ်တယ်ပေါ့နော်ဆိုတော့ဒါကလည်း hormone ထိန်းချုပ်မှုနဲ့အဖြစ်တဲ့ယောဂတစ်ခုပဲပေါ့နော်ဆိုတော့ um hormone တွေကိုပြောရမယ်ဆိုရင်တော့ခန္ဓာကိုယ်အနှံ့မှာအများကြီးရှိတဲ့အခါကျတော့ဟိုသူကဟို hormone ဆိုတဲ့သဘောက ဟိုတခုအလုံးအခဲလိုမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူဒီအမျက်စိနဲ့တော့ခန္ဓာကိုယ်ခွဲယုတ်စိတ်လိုဟော်မုန်းဆိုတာယူမြင်ရတာမဟုတ်ဘူးဒါပေမဲ့ခန္ဓာကိုယ်မှာမြင်ရတဲ့ thyroid လိုမျိုးဒါမို့ရင်ဟလာတခြား ဒီကြောက်ကတ်တို့အသေးတို့ပေါ့နော်အဲ့လိုမျိုးပစ္စည်းတွေအကုန်လုံးရဲ့ function ပေါ့ပေါ့သူရဲ့လုပ်ငန်းဆောင်တာတွေပုံမှန်ဖြစ်ဖို့အတွက်ကိုဟော်မုန်းထိန်းချုပ်မှုတွေလိုတယ်နော်အသေးဆိုလဲသူကဒါသူ့ရဲ့လုပ်ငန်းဆောင်တာရှိတာပဲအသေးနဲ့ပတ်သက်အသေးထဲမှာကျမတို့လောက်ရတဲ့လုပ်ငန်းဆောင်တာရှိရဲဂလူကို့စ်နဲ့ပတ်သက်တာရှိရဲเนาะအဲ့တော့အဲ့လုပ်ငန်းပရိုတင်းနဲ့အသားဓာတ်တွေပတ်သက်တာရှိအဲ့လုပ်ငန်းဆောင်တာတွေအကုန်လုံးကိုလုပ်နေရမှာသူ့ရဲ့ဟော်မုန်းဘယ်လန့်စ်တရားကြီးကြီးတာပဲเนาะအဲကြောင့်မလို့ခနာကောမှာ အဲ့ဒီဟော်မုန်းဆိုတဲ့သဘောကိုဟို awareness နဲ့နေကြသေးရပါတော့မြန်မာပြည်မှာတော့အဲစီးချုံနေဟော်မုန်းအထုကုဆိုတဲ့ဘာသာရပ်တစ်ခုရှိတယ် endocrinology လို့ခေါ်တယ် endocrinologist လို့ဆရာဝန်တွေကိုခေါ်တယ်အဲ့ဒါကစီးချုံနေဟော်မုန်းအထုကုဆရာဝန်ကြီးပေါ့နော်အဲဆိုရင် um ခုနစီဂျိုးစကားလည်းခုနပြောတဲ့အင်ဆူလင်နဲ့ပတ်သက်တဲ့ဟော်မုန်းနဲ့ပတ်သက်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်စီဂျိုးနဲ့ရဲတခြားသောဟော်မုန်းခုနပြောတဲ့ဟော်မုန်းယောဂါတွေအမျိုးသားတွေမှာလည်းဒီခါလေးကြာတော့တချို့အသက်ကြီးလို့ပဲဖြစ်ဖြစ်အသက်လည်းသိမ့်မကြီးနဲ့ပဲဖြစ်ဖြစ်ကြားဟော်မုန်းပေါ့နော်တက်စတရောစီရုံးလို့ခေါ်တဲ့ကြားဟော်မုန်းနည်းတဲ့အနေအထားမျိုးတွေအဲဒီခါကျတော့ယောက်ျားတယောက်အနေနဲ့လည်းပေါ့နော်အဲ စိတ်ကျဉ်တဲ့မှုမရှိဘူးဆိုတာမျိုးကြီးဒါကလည်းဟော်မုန်းနဲ့များပဲဒီလိုယောဂတွေကလည်းကုနာ endocrinologist လို့ခေါ်တဲ့စီချွန်နေဟော်မုန်းသမားတော်တွေကိုပြလို့ရတာပေါ့เนาะအဲ့တော့သူကဒါလည်းဟော်မုန်းဓာတ်တွေပဲเนาะအဲ့တော့အမ် လူတွေမှာပေါ့နော်ဟိုခနာကိုမှာဆိုလို့ရှိရင်ဒီရေကြီးရဲ့ဟိုလုပ်ငန်းစဉ်အကုန်လုံးတွေမှာ control ဘိုင်းတွေမှာပါနေတဲ့ဟော်မုန်းဆိုတဲ့ဟာကိုလူတွေကဟော်မုန်းကိုသာကြားဘူးပေမဲ့လည်းအဲဘာလုပ်လဲဘာလုပ်လဲပေါ့နော်ဆိုတော့အရေးကြီးပါတယ်ဥကောင်းထဲမှာထိန်းချုပ်ထားတဲ့ hypo thalamus pituitary ဆိုတဲ့ center တွေအဲ့ရနေမှာတစ်စင်းတစ်ကိုလုံးမှာရှိရဲ organs တွေနဲ့သူကဆက်သွယ်ပြီးတော့အလုပ်လုပ်တယ်ခါလီကြရင်တချို့သောယောဂါတွေဒီဥကောင်းထဲမှာ အမှပြောရဲ pituitary ဆွဲနေရာမှာเนาะ adenoma လို့ခေါ်တဲ့အလုံးလေးဖြစ်တတ်တယ်။ဒါပေမဲ့အဲ့ဒါဒီကင်ဆာမဖြစ်ခဲ့တယ်ပေါ့เนาะဖြစ်တော့မဖြစ်ဘူးလို့တော့မပြောဘူးကင်ဆာဖြစ်ခဲ့တယ်။ဒါပေမဲ့ဥကောင်းထဲမှာအလုံးကျိတ်ဖြစ်တဲ့အတွက်ကြောင့်တကယ်လို့များသူ့ကိုလိုအပ်လို့ရှိရင်ခွဲစက်ရတယ်။ဒါဆိုဥကောင်းထဲမှာဖြစ်တဲ့အလုံးကျိတ်ကလွယ်လွယ်ပြောရင် brain tumor ဆိုသလိုပေါ့ brain ကဖြစ်တာတော့မဟုတ်ဘူး။ဦးနှောက်အသားမှာဖြစ်တာတော့မဟုတ်ဘူး pituitary မှာဖြစ်တာ။ဒါပေမဲ့လေသူဒီအရန်ကြီးလာလို့ရှိရင်တချို့တော့ဦးနှောက်အစိတ်ပိုင်းတွေကိုဖိရဲခါကြတယ်အဲ့ဒီဦးနှောက်တိ လိုအပ်တဲ့လုပ်ငန်းတွေကိုမလုပ်နိုင်ဘူးဖြစ်တတ်တယ်အဲ့လိုမလုပ်နိုင်ဘူးဖြစ်တဲ့အဲ့ဒီအုံနောက်အပိုင်းကထိန်းချုပ်ထားတဲ့စင်တာတွေကကျမတို့အာရော့သွားတာမျိုးရှိတတ်တယ်ပေါ့နော်ဒီမှာသူကဖဲအပိုင်းကိုဖိတယ်ပေါ့မြည်ပြီးတော့ပေါ့အဲ့တော့ အဲ့လိုမျိုး PG3 အဒီနိုမာလို့ခေါ်တဲ့အုံနောက်ထဲမှာဟိုမုံထင်းချုပ်တဲ့စင်တာမှာအသုံးကျိဖြစ်လို့ရှင်လိုရရင်ခွဲရတဲ့ပေါ့နော်ခွဲစိတ်ရတဲ့တကယ်လို့ခွဲစိတ်တယ်ဆိုလို့ရှင်လဲသူကခနာကိုမအထူးကဟိုမုံကိုထင်းချုပ်ထားတယ်ဘဟုချမ်းမကြီးကိုစင်တာကြီးယူနာမှာခွဲစိတ်တာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဒီခွဲတဲ့ physician အခွဲတဲ့ surgeon ပေါ့နော်ခွဲစိတ်သမားတော်အပြင်ကို physician လို့ခေါ်တဲ့သူအပြင် neuro physician ပေါ့နော်ဦးနောက်အယုံကျော်သမားတော်နောက်တစ်ခုကကြာတော့နောက်တစ်ယောက်ကကြာကူနာ endocrinologist လို့လည်း hormone အထူးကုဆရာဝင်အဲဆရာဝင်နေနဲ့ကုနာခွဲစိတ်ပေးတဲ့ခွဲစိတ်ဆရာဝင်နဲ့ joint care ပေါ့ပေါင်းပြီးတော့ကြည်ဖို့လုပ်တယ် နော်ဘာလို့လဲဆိုတော့ pituitary ခွဲလို့ခွဲရတဲ့ခါမျိုးမှာ hormone organ တွေကိုခွဲရတဲ့ဖြစ်တဲ့အတွက်ကြောင့်သူဒီ hormone အနေအများကြီးခန္ဓာကိုယ်ထဲမှာဖြစ်နိုင်တယ် hormone အနေအများကြီးအခုနကျမပြောရဲယောဂရရတာအကင်းမဲ့ရှိသေးတယ်အဲ့နောက်မှာအများကြီးထပ်ဖြစ်နိုင်တာရှိသေးတယ်เนาะအဲ့တော့ hormone imbalance တွေဖြစ်လို့ရှိရင်ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ဆိုးကျိုးတွေအများကြီးကြောက်ကပ်မှလည်းထိရအသေးမှလည်းထိနိုင်နေမျိုးစုံဖြစ်နိုင်တဲ့အတွက်ကြောင့် နော်အဲဥကောင်းထဲမှာခွဲစိတ်ရတာလည်းဖြစ်တဲ့အတွက်ကြောင့်အဲ pituitary လို့ခေါ်တဲ့ adenoma အလုံးစိတ်ခွဲရမျိုးဆိုရင်တော့ခွဲစိတ်ကူဆရာဝန်အပြင်ကုနာ physical pituitary adenoma ခွဲစိတ်ရတာမျိုးဖြစ်တဲ့အတွက်ကြောင့်ခွဲစိတ်ဆရာဝန်အပြင်ကိုအထွေထွေသမားတော် endocrinologist လို့ခေါ်တဲ့ဟော်မုန်းသမားတော်ရင်းနဲ့သူက triangle ပေါင်းပြီးတော့ကုသဖို့လုပ်တယ်အဲဒီခါကျတော့မှဒီ hormone imbalance တွေကိုပြန်ပြီးတော့ balance လုပ်ပေးဖို့လိုတာပေါ့နော်အဲအကြောင်းမလို့ဒီကျမဒီဒီ video လေးမှာတော့ယောဂတစ်ခုအကြောင်း focus လုပ်တာတော့မဟုတ်ဘူးဒါပေမဲ့ပြည်သူတွေ awareness မရသေးတဲ့ awareness နဲ့နေသေးတဲ့ hormone နဲ့ပတ်သက်တာလေးတွေကိုပြောချင်တာပါအဲ့တော့ခန္ဓာကိုယ်မှာ hormone တွေလည်းအများကြီးရှိတယ်ခုနရှင်းပြထားတာအပြင်ကိုနောက်ထပ်သေးစိတ်စိတ်အများကြီးကျန်သေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခန္ဓာကိုယ်ကြီးဒီလိုမျိုးလှုပ်ရှားသွားလာနေမှုစကားပြောနေဖို့เนาะကိုကိုမဆာကျက်လို့ရအောင်ဟလာလုံနိုင်တာတွေ ကုံလုံးအတွက်ကိုအဖန်ရှင်နေဖန်ရှင်ပိုင်းမှာဟော်မုန်းရဲ့ထိန်းချုပ်မှုတွေအများကြီးပါပါတယ်အဲအကြောင်းဟော်မုန်းဆိုတာလေအရေးကြီးရဲ့အရန်ရေးကြီးရဲ့ topics တစ်ခုပဲဖြစ်ပါတယ်အဲတော့သူကဟော်မုန်းဒီအသေးနှလုံးလိုလုံးခိုင်းနေမဟုတ်တဲ့အတွက်ကြောင့်နော် လူတွေအသေး awareness မရဘူးဒါပေမဲ့အရေးကြီးရဲ့ topics တစ်ခုဖြစ်တဲ့အကြောင်းပြောပြချင်ပါတယ်ဟော်မုန်းနဲ့ပတ်သက်တဲ့ယောဂတွေဆိုရင်ခုန thyroid လိုမျိုးဖြစ်တာမျိုးပေါ့နော်အဲ့လိုယောဂတွေစီချိုတွေနော်ဒါမျိုးသားနဲ့ပတ်သက်တဲ့ယောဂတွေအမျိုးသမီးရေဒီယာတီနဲ့ပတ်သက်တဲ့ယောဂတွေဒီလိုမျိုးဟော်မုန်းနဲ့ imbalance တွေကြောင့်ဖြစ်တတ်တဲ့ယောဂတွေကိုစီချိုနဲ့ဟော်မုန်းတမရောဆိုတဲ့ endocrinologist ပေါ့နော်အဲ့ဒီဆရာဝန်များနဲ့ပြသလို့ရပါတယ်ဒါကတော့အာ ပြောပြရတာကဟိုပေါ့နော်ပို့ဟိုမုန်းအကြောင်း awareness စီစဉ်လို့ပါဒီလိုဟိုမုန်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တယ်ဆိုလို့ရှိရင်လေကျမတို့ကအဟိုမုန်းနဲ့ imbalance ဖြစ်တာတွေကိုပြန်ပြီးတော့ထိညှိပေးဖို့အတွက်ကိုအဲတမားတော့လည်းပြဖို့ရမှာတန်ရည်ကြည်ပါတယ်။နှုတ်နှုတ်ဆိုလို့ရှိရင်မလိုလားတဲ့စူဂျိုတွေသက်ဆုံးရှုံးတဲ့အထီတောင်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဟိုမုန်းဆိုတဲ့ဓာတ်ကလည်းမမြင်ရဘူးဆိုပေမဲ့ပေါ်ဆဆမနေပဲနဲ့တကယ်ခန္ဓာကိုယ်မှာ control လုပ်နေတဲ့ဓာတ်တွေပဲဆိုတာကိုအများပြည်သူတို့သိစေဖို့ကျွန်မဒီဗီဒီယိုလေးကိုတင်ပြချက် ဖြစ်ပါတယ်။ ကျမရဲ့ဒေါက်တာဆုဟက်တာရီ channel မှာအဲအများပြည်သူတွေတည်တည်နဲ့ topics တွေကိုအလင်းသင်တို့တင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်အမ်ခရယောက်လီလာကြဖို့လည်းဖိတ်ခေါ်လိုပါတယ်အဲ like and subscribe လုပ်ထားကြပြီးတော့အချင်ရရတလို့လီလာကြဖို့လည်းကျမအကြံပြုလိုပါတယ်အားလုံးပဲကျမကြပါစီရှင်